မင်္ဂလာပါရှင်ရန်ကုန်ကေတဲ့ channel နောက်ဆုံးသတင်းကိုတင်ဆက်ပေးပါမယ်။စကိုင်းမြို့ပေါ်မှာစစ်တပ်ကလူငယ်တရားကြော်ကိုစစ်မှုတန်းကရပေါ်တာဆွဲဖမ်းစီပြီးလူငယ်တအုပ်လေးငွေကြက်300နဲ့ပြန်ရွေးကိုင်းကမရွေးနိုင်တဲ့လူငယ်တွေကိုတောင်းကျေးစစ်သားစုဆောင်ရေးတပ်ကိုပို့ဆောင်စကိုင်းနိုင်စကိုင်းမြို့ပေါ်မှာစစ်တပ်ကလူငယ်တရားကြော်ကိုပေါ်တာဆွဲဖမ်းစီပြီးလူငယ်တအုပ်လေးငွေကြက်300နဲ့ပြန်ရွေးကိုင်းကမရွေးနိုင်တဲ့လူငယ်တွေကိုတောင်းကျေးမျိုးရှင်စစ်သားစုဆောင်ရေးတပ်တွေတန်းကိုပို့ဆောင်လိုက်ကြောင်းဖမ်းဆီးကံလူငယ်တွေရဲ့အမိသားစုဝင်တွေနဲ့ဒေသပြည်သူတွေကပြောပါတယ် ဇန်ကိုင်းမြို့ပေါ်ရက်ကွက်ထဲနေမှာလမ်းဆောင်လမ်းကွင်းအိမ်မှာစစ်တပ်ကအလုတ်သွားလုပ်ပြန်လူငယ်တရားကြုံကိုပေါ်တောင်ဆွဖန်စီခဲ့ကြောင်းဖန်စီခံလူငယ်တွေမှာအသက်20ကနေ35နှစ်တွင်ရှိကြောင်းလူငယ်တရားကြုံထဲမှာငွေကြေးတက်နိုင်တဲ့မိသားစုတွေကလူငယ်20ကိုငွေကြေးသိန်း20ကနေသိန်းတရားတွင်ပေးပြီးရွေးယူသွားကြောင်းမရွေးနိုင်မဲ့ကျန်းခဲ့လူငယ်80ကျော်ကိုတောင်ကြီးမြို့ရှိစစ်သားစုဆောင်ရေးတပ်တွေထံကိုစစ်ကားနဲ့ပို့ဆောင်ခဲ့ကြောင်းသိရတယ်။စစ်ခွေးတွေကဇန်ကိုင်းမြို့ပေါ်ကိုလေးနေရာခွဲပြီးလူငယ်တွေကိုပေါ်တောင်ဆွဲတယ်။အဲဒါကလူငယ်တရားကြုံရဲ့တချို့ပတ်စံရှင်တူဆိုရင်သိန်းတရားနဲ့စစ်ခွေးတွေကပြည့်ရိုက်ခိုင်းနေ။ ငွေသိမ်းမတက်နိုင်တော့ဒိတ်20နဲ့ရွေးခွင့်ပေးတဲ့အဖမ်းခံရတာကုမ္ပဏီကောင်မောင်းသူတွေရေတန့်ဖို့တဲ့ကောင်းမှလိုက်တဲ့အလုတ်သမားတွေနဲ့အလုတ်သားလူငယ်တွေကိုဖမ်းတော့စေခွေတွေကစကိုင်းမြို့ပေါ်မှာလေးနေရာခွဲပြီးဖမ်းပါတယ်စကိုင်းမြို့ပေါ်မှာလမ်းဆောင်ကြားနေရာတွေကိုစေခွေတွေပိတ်ပြီးဖမ်းတော့ဘလို့မှရှောင်ရမရဘူးသူတို့ကြိုက်တဲ့လူငယ်ဆိုရင်ဆွဲဖန်းနဲ့စစ်ခွေးတွေပေါ်တာဆွဲဖန်းစီရလူငယ်တရားကျော်တွေကလူငယ်20ဦးကခံမှန်းကြီးပြန်လွတ်တယ်။တောင်ကြီးစစ်မှုန်းတဲ့တင်တဲ့ကြောင့်နဲ့စူစမ်းရေးတက်တွေစီကိုပို့လိုက်တယ်လို့ဖန်းစီကလူငယ်တွေမိဘဆွေမျိုးတုံးကရှင်းပြတယ်။ အလားတူနိုဝင်ဘာလ25ရက်နေ့နဲ့နိုဝင်ဘာလ26ရက်နေ့ကလည်းသခိုင်းနိုင်မော်မျိုးပေါ်မှာစစ်တပ်ကနေရောညပါလူငယ်တွေကိုပေါ်တောင်ဆွဲဖမ်းဆီးခဲ့ပြီးအနည်းဆုံးလူငယ်40ထက်မနည်းကိုစစ်တပ်ကဆင်မှုထမ်းခိုင်းအတွက်ပေါ်တောင်ဆွဲဖမ်းဆီးခဲ့ကြောင်းစစ်တပ်ကဖမ်းဆီးသွားတဲ့လူငယ်တွေမှာအသက်20ကျော်ရွယ်ဖြစ်ကြောင်းသိရတယ်။အကြပ်ဖက်စစ်တပ်က2024ခုနှစ်မေလကစတင်ပြီးဆင်မှုထမ်းဖက်ဆီးတင်တဲ့နေကိုဖွင့်လင်းခဲ့ရယခုကဆင်မှုထမ်းတင်တဲ့ဖက်ဆီး20တင်ရောက်ရှိလာပြီဖြစ်ပါတယ်။ ဆလဘီထိုင်းဘက်ကိုမြန်မာဘက်ကပြစ်ခတ်တဲ့လက်နက်ကြီးကြောက်ပြီးနောက်တောင်ရင်မြို့ကိုဖြတ်ကွဲနေတဲ့စက်ကိတ်အလုံးကိုထိုင်းအာနာပိုင်းကခုနှစ်ရက်တတိပိတ်ပင်ထိုင်းဘက်ကိုမြန်မာဘက်ကနေပြစ်ခတ်တဲ့လက်နက်ကြီးကြောက်ပြီးနောက်တောင်ရင်မြို့ကိုဖြတ်ကွဲနေတဲ့စက်ကိတ်အလုံးကိုထိုင်းအာနာပိုင်းကခုနှစ်ရက်တတိပိတ်ပင်လိုက်ကြောင်းထိုင်းစစ်တပ်ကတရားဝင်ကြေညာချက်ထုတ်ပြန်နေနိုဝင်ဘာ30ရက်နေ့မြောက်ဒီမြို့နယ်မင်းလက်ပံကျင်းအားရှိ KNU ကစုံစမ်းစစ်ဆေးရေးလုပ်တဲ့အကြောင်းပြန်လုံရုံကိုစစ်တပ်ကတင်ပိုင်နိုင်ရန် အပြင်းထန်ထိုးစစ်ဆင်လာပြီးလက်နက်ကျင်းနဲ့တောက်လျှောက်ပြေကန်ကြရမှာထိုင်းဘက်ကိုလက်နက်ကျင်းကြောင်းပေါက်ကွဲပြီးနေအိမ်တွေပြက်စီခြင်းကြောင့်လူနေအုပ်ထိခိုက်ဒဏ်ရာခြင်းတွေဖြစ်ပေါ်ခဲ့ကြောင်းထိုင်းဘက်ကလည်းအသည့်ပြေကန်မှုတွေပြန်လည်လှုပ်ဆောင်ခဲ့ပြီးနောက်နေဆက်တောင်ရင်မြေကန်ကူကိတ်တရားလုံးကိုနိုဝင်ဘာ30ရက်နေ့ကနေဒီဇင်ဘာ6ရက်နေ့ထိပိတ်ပင်လိုက်ကြောင်းသိရတယ်အမှတ်တင်ချစ်ကြည်တရားကတော့ဖွင့်နေပိတ်တံကတောင်ရင်မြေကန်ကိုဖျက်ကူးတဲ့တဘောလမ်းကြောင်းနေဂိတ်ပိတ်တယ် မရမတ်မဲဆောင်ဖုတ်ဖရာအုံဖန်တာဆောင်ရမှာရှိတဲ့ကုံစီနဲ့လူကူးတဲ့ဂိတ်တွေပိတ်ကုံနဲ့ကုံရောလူရောကုံကူကန်ကူပိတ်လိုက်တာအချိန်နေမတည်မငြိမ်ချင်းဆက်ပိတ်မယ်လို့အမိန့်စာမှာရေးထားပါတယ်။လက်ရှိမှာထိုင်းစစ်တပ်ကထိုင်းနိုင်ငံတာကဲမဲဆောင်မြို့နဲ့မဟာဝံကျင်းအောင်အုပ်စုအမှတ်လေးမဲကိုင်းကင်းကျေးရနဲ့မျက်နှာချင်းဆိုင်မင်းလက်ပံကျေးရမှာဆက်လက်ပြင်ထန်နေပြီးလုံခြုံရေးကိုထိုင်းမြန်မာနယ်စပ်တခြားထိုင်းဘက်ခြမ်းမှာထိုင်းစစ်တပ်ကတွန်းမြင်ထားကြောင်းသိရတယ်။ မြောင်းရီမြို့နယ်မင်းလက်ပန်ကျဲကညီမရှင်အကြဖြန့်ယုံတွေကိုကဲအန်တူကနိုဝင်ဘာ21ရက်နေ့တင်ပိုက်ခဲ့ပြီးဆိုပါနေရာရှိအကြဖြန့်လုံယုံနဲ့ဝင်းနေကိုစုံစမ်းစစ်ဆေးရေးလှုံ့ဆော်နေချိန်စစ်တပ်ကထိုးစစ်တဲ့အရှိန်အဟုန်မြင့်နေခြင်းဖြစ်ပါတယ်။ဆက်လက်ပြီးကြောက်ပြားမှနေနေကိုမိရွှေပြန့်စရဲစစ်တပ်စစ်ကြောင်းဒေါ်လိန်တပ်တွေကတိုက်ခိုက်မှုစစ်တပ်ကချောင်းအသေးဆုံးဆုံး မန္တလေးတိုင်းကြောင်ပြောင်မြို့နယ်အတွင်းရှိကျေးရိုင်နယ်နေနေခုမိရှုပ်ဖြက်စင်စစ်တပ်စစ်ကြောင်းတော်လိုင်းတပ်တွေကတိုက်ခိုက်ရစစ်တပ်ဘက်ကစစ်သား6ဦးထိခိုက်ဒိဆုံးခဲ့ကြောင်းတောင်သာတီတီပီဒီအက်တင်းနစ်ပြန်ကြားရေးတောင်ရှိသူကပြောတယ်။နွေမာဆက်ရှင်နေကြောင်ပြောင်မြို့နယ်တရတော်ကျေးရိုင်အတွင်းစစ်ကြောင်းထိုးပြီးနေနေကိုမိရှုဖြက်စီနဲ့ဂျပန်စစ်တပ်စစ်ကြောင်းကိုထံပေါက်ကုံရနဲ့တရတော်ရကြမှာ DTA PDF ဒရုန်းဖွဲ့က60မမပုံ3လုံး 1kg ပုံ12လုံးနဲ့ပုံကျန်တိုက်ခိုက်ခဲ့ကြောင်းယင်းနှစ်ထိတဲ့တိုက်ပွဲတွေဖြစ်ပွားခဲ့ကြောင်းသိရတယ်။ ွဲစစ်ကြောင်းထွာကနိုဝင်ဘာလ19ရက်နေ့နေ့လယ်ပိုင်းကြောင်ပလောင်ကနေစစ်ကြောင်းထိုးလာတာအင်အားတရာကျော်တဲ့နိုဝင်ဘာ18ရက်နေ့တရတော်ရရောက်မှာ drone နဲ့ပုံသီးအလုံးရေများစွာချခဲ့ပြီးတန်းပေါက်900ရနဲ့တရတော်ရကြားမှာလဲစောင့်ကြိုတိုက်ခိုက်ခဲ့တယ်။ဆယ်ခွေးဘက်ကကြောက်အထိကိုက်သေးဆုံးတယ်လို့ကနေသိရပါတယ်။နောက်နေ့မှာအဲ့ဒီခွေးစစ်ကြောင်းကကျွန်တော်ခန်းစစ်ပြင်ထားတဲ့ဘက်ကနေမဝင်တော့ပဲကမ်းဖြူဘက်ကိုစစ်ကြောင်းထိုးသွားတယ်။အခုလက်ရှိမှာစစ်ကြောင်းကကြောက်ပလောင်နယ်တဲမှာပဲရွာစဉ်လက်လက်စစ်ကြောင်းထိုးနေပြီးပြည်သူ့မှာပြည်စည်းကိုခိုးယူနေလို့တောင်းတတီးတီးပြီးတဲ့တရင်နဲ့ပြန်ကြားတောင်းရှိသူကပြောပါတယ်။ လန်ဒလန်စစ်တပ်စစ်တောင်းမှာတောင်းသားမျိုးနဲ့ငကပူရွာနဲ့ကျဲတလင်းရကိုရောက်ရှိခဲ့မှာရခွင့်ကားကြောင့်ပထမမျိုးနဲ့ယာကြီးကျွာကိုရောက်ရှိသွားကြောင်းနှစ်ဖက်စစ်အေတင်းမှနေပြီးချိန်မီးတိုက်ပွဲဖြစ်ပွားနိုင်သဖြင့်ပြည်သူများအနေနဲ့သတိပြုနေထိုင်ကြတဲ့တော်လိုင်းတပ်တွေကတီးပေးတယ်။အဆိုပါတိုက်ခိုက်မှုကိုတောင်းသားပြီးပဲ defend phone နဲ့တူ PPGF ပုံပါအဖွဲ့ညာဦးရင်တင်21ပကံတို့ကပူပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။ဆလာဘီဝလာနဲ့ရှိဖို့မြို့နယ်မှာစစ်တပ်တပ်ဆွဲထားနေရတဲ့စစ်ကိုစစ်ကြောင်းကိုတိုက်ခိုက်မှုစစ်သား34ဦးသေဆုံးပြီးလက်နက်မျိုးစုံသက်သက်သိသိရရှိရှင်း စကိုင်းနယ်ဝက်လက်မြို့နယ်ရွှေဘုံမြို့နယ်မှာဂျပန်စစ်တပ်တပ်ဆွဲထားနေရတဲ့စစ်ကုန်စက်ကြောင်းအတိုင်းခါရစစ်သား34ဦးသေဆုံးပြီးလက်နက်မျိုးစုံ17လက်သိမ်းဆည်းရရှိခဲ့ကြောင်းရွှေဘုံမြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့တာဝန်ရှင်တို့ကပြောတယ်။နိုဝင်ဘာ28ရက်နေ့မနက်6နာရီခန့်မှာဝက်လက်မြို့နယ်ဆိုင်တိုင်းလေးရွာတွင်မှတပ်ဆွဲထားတဲ့ဂျပန်စစ်သားညာတရားခံကိုတော်လိုင်းတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်တပ်ဘက်က4ဦးသေဆုံးပြီးအများအပြားထိခိုက်ဒဏ်ရာရှိခဲ့ကြောင်းတိုက်ပွဲဖြစ်ပွားနေရာကိုရွှေဘုံခလာ၄၀နေတက်ကနေအဝင်းစာလက်နက်ကြီးနဲ့၁၆ကြိမ်ပြုတ်ကိုပေးတိုက်ခိုက်ပြီး မော်ယာနာမခမှာလည်းဂျိုင်ကော့ပတာ၃စီးနဲ့၄ကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။ထိုတိုက်ခိုက်မှုကိုရွှေဘုံမြို့နယ်ဘက်ကပါတိုက်ခိုက်ရေးဖွဲ့ရွှေဘုံမြို့နယ်တိုင်းငယ်ကဂလုံကြီးဘက်ကပါဖွဲ့တိုင်းနယ်နေဘက်ကပါဖွဲ့နဲ့ပူးပေါင်းပြီးမာမိတ်ညီနောက်တိုင်းနေဖြစ်ကြတဲ့ရွှေဘုံခဲတိုင်းရင်း38 23 26 93 6ကဲသားဝီကန်နဲ့ဝက်လက်မြို့နယ်နဲ့မြေကန်တိတ်တီရှင်တိုင်းနဲ့ဘက်ကပါဗရမများဖွဲ့နဲ့နေမြေကန်ဘက်ကပါတွေပူးပေါင်းလုံဆောင်ခဲ့ခြင်းဖြစ်ပါတယ်။ အဆိုပါတိုက်ပွဲဖြစ်ပွားနေရကုန်အင်အားဖြည့်တဲ့အရင်နဲ့မိုးလဲ၃နိုင်ခန့်မှရွှေပိုမြို့တောင်ဘက်မုံပေါင်းကနေထွက်လာတဲ့ဂျန်ဖန်စစ်တပ်တမ33လောက်ခန့်ခမာယာစတင်ခလာ42နဲ့ပြူစော်ဒီပပေါင်းထိုင်းအင်အား90ခန့်ပါစစ်ကြောင်းကရွှေပိုမန်လေးလက်မကြီးတိုင်းစစ်ကြောင်းထွက်လာစဉ်ညနေ9နိုင်ခန့်တိဒေါ်လိုင်းတပ်ဖွဲ့နေဖြတ်တောင်းတိုက်ခိုက်ရာစစ်တပ်ဘက်က30ဦးထိဆုံးပြီးအများပြားထိခိုက်ဒဏ်ရာရှိကရွှေပိုမြို့တောင်ဘက်မုတ်ဖက်ကိုစစ်တပ်စစ်ကြောင်းနေပြန်လည်ဆက်ကွာတာကြောင့်သိရတယ် တိုက်ပွဲတွင်ဒေါ်လေးပူပေါင်းဖွဲ့ဘက်ကရဲဘော်လေးဦးထိခိုက်ဒဏ်ရာရှိကညီနောင်မဟာမိတ်တိုင်ကိုခွန်၃ညာ၆မှတထောင်ပူတောင်းနဲ့ရွှေဘုံမြို့နယ်ဘက်ကမှရဲဘော်တောင်မြင့်မြတ်စွာကြာဆောင်ခဲ့ပါတယ်။အကြပ်ပတ်စစ်တပ်ထံကလည်း MB1 တနက်၅လက် MA2 တနက်၂လက် MA3 တနက်၂လက် MA4 တနက်၁လက် RPG တလက် RPG 73ဖူး60မမ9ဖူး RPG ပို့ကြီး၈တောင်းဂျီပေါင်း၁၂ခုအီနာကာ၂ဖူးနဲ့နနက်သီးနှလုံးတို့ကိုတင်စီရရှိခဲ့တယ်။တိုက်ခိုက်မှုကိုရွှေဘုံမြို့နယ်ဘက်ကမှတိုက်ခိုက်ရေးဗီဒီယိုပွဲ တိုင်းနယ်ဘက်ကပါတိုက်ခိုက်ပွဲဒီပဲရင်မြို့နယ်ဘက်ကပါဂလုံးမင်းတိုက်ခိုက်ပွဲနဲ့ရွှေဘုံမြို့နယ်ဘက်ကပါဒရုန်းပွဲတိုင်းနယ်ကဘက်ကပါဒရုန်းပွဲနဲ့မဟာမင်းညီနောက်တိုင်းနယ်ဖြစ်ကြတဲ့ရွှေဘုံခရိုင်တိုင်း25 28 23 26ကိုကွန်တောင်ညာချောင်းဒုကေသဝီကန်တို့ပူပေါင်းလုံဆောင်ခဲ့ခြင်းဖြစ်ပါတယ်ဆက်လက်ပြီး ။မြန်မြန်းနယ်မှာဆက်ကြောင်းထုံးနယ်စစ်တပ်ကပြည်သူ၃ဦးနဲ့ပြည်စော်ဒီတပ်ကိုတပ်ဖြတ်ပြီးရုံလောင်းနေကိုတော်ရဲမှာဆုံးဖြတ်ခဲ့မကွေးတိုင်းမြန်မြန်းနယ်မှာဆက်ကြောင်းထုံးနယ်ဂျပန်စစ်တပ်ကပြည်သူ၃ဦးနဲ့ပြည်စော်ဒီတပ်ကိုတပ်ဖြတ်ပြီးရုံလောင်းနေကိုတော်ရဲမှာဆုံးဖြတ်ခဲ့ကြောင်းအညာမြင့်ရက်ဖက်လူမှုဖွဲ့စည်းမြိုင်မှတောင်းရှိသူကပြောတယ်။နိုဝင်ဘာ29ရက်နေ့မှာမြိုင်မြို့နယ်ညောင်ရကျေးမှာတောတိုင်တွင်ဆက်ဆောင်နေတဲ့33ရက်ကိုငကသိန်းကိုဆက်မှုနှစ်ကနေထွန်းလာတဲ့အကြပ်ဖက်စစ်တပ်စစ်ကြောင်းကတရက်ကံပြူစောဒီယာတွင်ဖမ်းဆီးခေါ်ဆောင်သွားတယ်။ထို့သောဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် နိုဝင်ဘာ28ရက်နေ့မှာဂျပန်စစ်တပ်စစ်ကြောင်းကတရားခံပြည်စော်ရီယာမှာတဆင်တွင်မှရပန်ကိုထွက်လာစဉ်လမ်းပိုင်းတနည်းအားမှာကိုငသိန်းကိုတပ်ဖြတ်ပြီးရုံလောင်းကိုမြင်းရွာနဲ့နန်းစီကန်ရွာကြားရှိတော်ထဲမှာဆုံးပြခဲ့ကြောင်းကိုသိန်းရဲ့ရုံလောင်းမှာဝမ်းပိုက်မှာထိုးတင်တဲ့အနေနဲ့လေပင်လိပြတ်ထားတဲ့အတိုင်းတွေ့ရှိခဲ့ပါတယ်။ အလားတူထိုးစစ်တဲ့စစ်ကြောင်းနိုဝင်ဘာလ17ရက်နေ့ကလည်းဂျပန်စစ်တဲ့စစ်ကြောင်းအမြိုင်မျိုးနဲ့ရွာတန်းရှင်ကြီးအားမှပြည်သူနယ်ကိုဖန်ဆင်းပြီးနိုဝင်ဘာ17ရက်နေ့မှာတပ်ဖြတ်ကယုံလောင်းနေကိုတော်ရဲမှာဆွန့်ပစ်ခဲ့ကြောင်းသိရတယ်။ထို့သောဂျပန်စစ်တိုင်းတပ်ဖြတ်တော်ရဲ့ကုန်ကတဲ့ရဲ့ယုံလောင်းတွေ့ရှိတဲ့နေရာနဲ့တမိုင်ခန့်တာဝေးရဲ့နေရာမှာလည်းပခုတ်ကူမျိုးနဲ့အောင်သာပြူစော်တီအားမှပြူစော်တီမောင်စော်မင်းခိုင်ရဲ့ယုံလောင်းကိုတွေ့ရှိခဲ့ကြောင်းပြဇော်တိမောင်စောမင်းခန့်ရုံလောင်းမှာလည်းဂျပန်စစ်သားတွေနှိမ့်ဆက်ထားတဲ့တရားရင်တွင်ရှာကြောင်းအညာမြေရက်ဖက်လူမှုဖွဲ့စည်းမြိုင်မှာတာဝန်ရှိသူကဆက်လက်ပြောဆိုပါတယ်။နားဆင်အောင်ပင်ကြားအတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်။